မိတ်ဆွေတို့ကဘာကြီးကိုမိသူတွေအုပ်ချုပ်နေတယ်လို့ထင်ပါတယ်။ကုမ္ပဏီကြီးတွေလားဘဏ်တွေလားဒါမှမဟုတ်နိုင်ငံရေးသမားတွေလားဗလာဒီမာလီနီရဲ့အင်ပါယာဝါဒစာအုပ်ထဲမှာဒီမေကွန်းတွေရဲ့အဖြေကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။လီနင်ကအရင်ရှင်စနစ်ရဲ့အစစ်မြင့်ဆုံးပုံစံဖြစ်တဲ့အင်ပါယာဝါဒအကြောင်းကိုအသေးစိတ်ရှင်းပြထားပါတယ် ဗလာဒီမာလီနင်ဆိုတာရုရှားတော်လှန်ရေးခေါင်းဆောင်တဦးဖြစ်ပြီးမောက်စဝါဒီတွေးခေါ်ပညာရှင်တဦးလည်းဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာလီနင်ကအရင်းရှင်စနစ်ဟာလွတ်လပ်စွာရှင်ပြိုင်မှုကနေမွန်ပိုလီဖြစ်သူဘလိုပြောင်းလဲလာတယ်ဆိုတာကိုရှင်းပြထားပါတယ်။ရှင်ပြိုင်မှုကနေမွန်ပိုလီဖြစ်ပြောင်းလဲသွားတာဟာခေတ်သစ်အရင်းရှင်စီးပွားရေးရဲ့အရေးကြီးဆုံးဖြစ်စဉ်တစ်ခုပါ။အရင်ရှင်စနစ်ဟာရှင်ပြိုင်မှုကြောင့်ပိုကြီးတဲ့လုပ်ငန်းတွေစီကိုဥတီသွားပါတယ် ဒီလိုစုစည်းမှုကမွန်ပိုလီတွေကိုဖြစ်ပေါ်စေပါတယ်။ကြီးမားတဲ့လုပ်ငန်းတွေရဲ့စကေးကရှင်ပြိုင်မှုကိုခက်ခဲစေပြီးသဘောတူညီချက်တွေကိုအားပေးပါတယ်။ရာစုနောက်ပိုင်းနဲ့နှစ်ဆက်ရာစုအစောပိုင်းတွေမှာလွတ်လပ်စွာရှင်ပြိုင်မှုအထုထက်ရောက်ခဲ့ပြီး1880ခုနှစ်များရဲ့စီးပွားပြက်ကတ်နဲ့1890ခုနှစ်များရဲ့စီးပွားရေးတိုးတက်မှုတွေကကာတယ်နဲ့စင်ဒီကိတ်တွေရဲ့ဖွဲ့စည်းမှုကိုအရှိန်မြှင့်ပေးခဲ့ပါတယ်။ 1900ရခုနှစ်အစောပိုင်းမှာမွန်ပိုလီတွေဟာစီးပွားရေးရဲ့အခြေခံအုတ်မြစ်ဖြစ်လာပြီးအရင်းရှင်စနစ်ကိုပြောင်းလဲစေခဲ့ပါတယ်။မတ်စ်ဟာ theory အရလွတ်လပ်စွာရှင်းပြမှုဟာစူးစီးမှုနဲ့မွန်ပိုလီကိုဥတီမဲ့လို့ခန့်မှန်းခဲ့ပါတယ်။အဲ့ဒီခမန်းချက်ကတန်တန်မဏိနဲ့ဓာတုဗေဒလုပ်ငန်းတွေမှာမွန်ပိုလီတွေရဲ့ပြန့်နှံ့မှုကအရင်းရှင်ဖွံ့ဖြိုးတိုးတက်မှုရဲ့အထွေထွေဥပဒေတစ်ခုဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော ကြီးမားတဲ့လုပ်ငန်းတွေကအရာအားလုံးဖြစ်ပြီးတန်ပေါင်းများစွာသောသေးငယ်တဲ့လုပ်ငန်းတွေကဘာမှမဟုတ်ပါဘူး။ဂျာမနီမှာတရာဂိုင်နှုန်းအောက်သာရှိတဲ့လုပ်ငန်းတွေကစုစုပေါင်းစွမ်းရင်ရဲ့၄ပုံ၃ပုံကိုအသုံးပြုခဲ့ပါတယ်။အမေရိကန်မှာတရာဂိုင်နှုန်းခန့်ရှိတဲ့လုပ်ငန်းတွေကစက်မှုထုတ်လုပ်မှုရဲ့ထက်ဝက်နီးပါးကိုထုတ်လုပ်ခဲ့ပါတယ်။ဒီလိုစုစည်းမှုရဲ့ရလဒ်ကတော့လုပ်ငန်းကြီးတွေကစက်မှုလုပ်ငန်းတစ်ခုလုံးကိုလွှမ်းမိုးသွားတာပါပဲ။ ွန်ပိုလီတွေဟာပြိုင်ဘက်တွေကိုဖိနှိပ်ဖို့အတွက်ကုန်ကျန်းပစ္စည်းတွေကိုရပ်တန့်ခြင်းဈေးနှုန်းတွေကိုလျှော့ချခြင်းငွေကြေးထောက်ပံ့မှုကိုရပ်တန့်ခြင်းနဲ့တပိတ်မောက်ခြင်းစတဲ့နည်းလမ်းတွေကိုအသုံးပြုပါတယ်။ဘဏ်တွေဟာငွေပေးချေမှုအတွက်ကြားခံတွေအနေနဲ့စတင်ခဲ့ပြီးအရင်းရှင်စုစည်းမှုနဲ့အတူတိုးတက်ပြောင်းလဲလာပါတယ်။ဘဏ်တွေကြီးထွားလာပြီးစုစည်းလာတာနဲ့အမျှငွေကြေးအရင်းနှီးတွေကို စီမံခန့်ခွဲနိုင်လာပါတယ်။ ဒါကရိုးရှင်းတဲ့ငွေပေးငွေယူမှုတွေထက်ဆက်မှုလုပ်ငန်းတွေမှာတက်ကြွစွာယင်းနှမြုပ်နှံပြီးထိန်းချုပ်နိုင်စေပါတယ်။ဗန်ရင်းနီးနဲ့ဆက်မှုအရင်းနီးပေါင်းစည်းခြင်းဟာဒီအဆင့်၁ရဲ့အဓိကလက္ခဏာတစ်ခုပါ။ဗန်တွေကဆက်မှုကုမ္ပဏီတွေမှာရှယ်ယာတွေရယူပြီးဗန်ဒါရိုက်တာတွေကဆက်မှုကုမ္ပဏီတွေရဲ့ပုံဖွဲ့တွေမှာပါဝင်လာကြပါတယ်။ဗန်တွေရဲ့ဩဇာအာဏာကဆက်မှုလုပ်ငန်းတွေပေါ်ကြီးမားလာပါတယ်။ ချင်းငွေရှယ်ယာနဲ့ဒရိုက်တာယာတူးတွေကနေတဆင့်ဘန်တွေဟာကုမ္ပဏီတွေရဲ့ငွေကြေးအခြေအနေကိုအသေးစိတ်သိရှိနိုင်ပြီးစီးပွားရေးလုပ်ငန်းတွေကိုထိန်းချုပ်နိုင်ပါတယ်။ငွေကြေးအရင်းအနှီးတွေဟာဘန်ကြီးတွေနဲ့ trust တွေထဲမှာစုစည်းလာတာကြောင့်ငွေကြေးအုပ်စုအနည်းငယ်ပေါ်ပေါက်လာပါတယ်။ဒီအုပ်စုငယ်လေးကဘီလီယံပေါင်းများစွာသောငွေကြေးတွေကိုထိန်းချုပ်ထားပြီးထုတ်လုပ်ရေးနဲ့ကူတန်းရောင်းဝယ်ရေးနယ်ပယ်တွေကိုလွှမ်းမိုးထားပါတယ်။ ဟိုဒင်းစနစ်ကဒီအုပ်စုအတွက်အဓိကကိရိယာတစ်ခုပါမိခင်ကုမ္ပဏီမှာထိန်းချုပ်နိုင်တဲ့ရှယ်ယာတွေကိုပိုင်ဆိုင်ခြင်းဖြင့်အောက်ခြေကုမ္ပဏီတွေကိုထိန်းချုပ်နိုင်ပါတယ်ငွေကြေးအုပ်စုရဲ့ဩဇာအာဏာဟာစီးပွားရေးနယ်ပယ်ထက်ကျော်လွန်သွားပါတယ် stock exchange တွေအစိုးရအရာရှိတွေနဲ့အများပြည်သူဘဝတွေကိုထိန်းချုပ်နိုင်ပါတယ်အရင်းရှင်စနစ်ရှိနေသမျှပိုရှံနေတဲ့ငွေကြေးတွေကို တိုင်းပြည်ရဲ့လူနေမှုအဆင့်တန်းကိုမြင့်တင်ဖို့အသုံးပြုမှာမဟုတ်ဘဲနိုင်ငံရဲ့ခြားမှာယင်းနှိမ့်ညံ့ခြင်းဖြင့်အမျက်ဆုံးတွေတိုးပွားအောင်လှုပ်ဆောင်ကြပါတယ်။အရင်းအီးတွေကိုနောက်ကျနေတဲ့နိုင်ငံတွေစီပို့ဆောင်ကြပါတယ်။အဲ့ဒီနိုင်ငံတွေမှာငွေကြေးရှာပါပြီးအမျက်ဆုံးများများရနိုင်တယ်လို့မြေယာနဲ့ကုန်ကျန်းပစ္စည်းတွေကလည်းဈေးပေါ်ပါတယ်။အလုပ်သမားတွေရဲ့လောက်ခလဆာကလည်းနေပါပါတယ်။ နိုင်ငံတကာမွန်ပိုလီတွေဟာကမ္ဘာစီးပွားရေးကိုပိုင်းခြားထားပါတယ်မွန်ပိုလီအဖွဲ့အစည်းတွေဟာမိမိတို့ရဲ့ပြည်တွင်းဈေးကွက်ကို ထိန်းချုပ်ပြီးတဲ့နောက်နိုင်ငံတကာကိုတိုးချဲ့လာပါတယ်နိုင်ငံအလိုက်မွန်ပိုလီအင်အားကြီးတွေကြားမှာကမ္ဘာဈေးကွက်ကို ခွဲဝေဖို့သဘောတူညီချက်တွေရယူကြပါတယ်ကဘာကြီးကိုအင်အားကြီးနိုင်ငံတွေကနယ်မြေပိုင်းခြားထားတာပြီးဆုံးသွားပါပြီ။နောက်မှပြန်လည်ခွဲဝေခြင်းပဲဖြစ်နိုင်တော့ပါတယ်။ နေမြေတွေကိုတဦးကနေတဦးလွယ်လွယ်ပြောင်းရယူနိုင်ပါတယ်1889ခုနှစ်များကနေ20ရာစုအစောပိုင်းအထိကိုလိုနီနေမြေတွေအတွက်အပြိုင်အဆိုင်လူယူမှုတွေဖြစ်ပေါ်ခဲ့ပြီးကမ္ဘာနေမြေအားလုံးကိုအ धिक အရင်းရှင်နိုင်ငံတွေကပိုင်းခြားသိမ်းပိုက်ခဲ့ပါတယ်အင်ပါယာဝါရဆိုတာမွန်ပိုလီတွေနဲ့ငွေကြေးအရင်းနှီးတွေကြီးစိုးတဲ့အရင်းရှင်စနစ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအဆင့်တစ်ခုဖြစ်ပါတယ် ငွေကြေးတွေကို တင်ပို့တာကအရေးပါပြီးနိုင်ငံတကာ trust အဖွဲ့တွေကြားမှာကမ္ဘာခွဲဝေမှုစတင်နေပါပြီ။ Empire Wada ဟာမူဝါဒတစ်ခုလည်းမဟုတ်ပဲတခြားအဆင့်တစ်ခုဖြစ်ပါတယ်။မွန်ပိုလီတွေရဲ့အကျိုးသက်ရောက်မှုကတိုးတက်မှုကိုနှေးကွေးစေပါတယ်။အမခံထားတဲ့အမျက်ဆုံးများများရရှိတာကြောင့်ဤပညာတိုးတက်ဖို့အတွက်လှုပ်ဆောင်မှုတွေညှော်နေသွားနိုင်ပါတယ်။ အင်ပါယာဝါဒမှာငွေကြေးအရင်းအနှီးတွေကိုနိုင်ငံနှဲငယ်မှာစုပုံထားတာကြောင့်နိုင်ငံခြားယင်းနှီးမြုပ်နှံမှုတွေကနေဝင်ငွေရယူပြီးနေထိုင်တဲ့လူလန်းစားတရက်ကိုဖြစ်ပေါ်စေပါတယ်။အလုတ္တမလူလန်းစားအတွင်းမှာ အခွင့်အရေးယူသူတွေကိုပုံမအပေးအားမြောက်ပြုလာပါတယ်။မွန်ပိုလီတွေကရရှိတဲ့အမျက်စွန်းတွေနဲ့ကိုလိုနီနယ်မြေတွေကိုအမျက်ထုတ်ယူခြင်းကအရင်းရှင်နိုင်ငံတွေမှာအလုတ္တမလူလန်းစားရဲ့အထက်ပိုင်းလွှာကိုငွေပေးနိုင်စေတဲ့စီးပွားရေးအခွင့်အလမ်းကိုပေးပါတယ်။ ဒီအလွှာဟာတက်တောင့်တက်တာရှိပြီးအရင်းရှင်လူလန်းစားအတွက်အဓိကလူမှုရေးအထောက်ပံ့ဖြစ်လာပါတယ်။အရင်းရှင်ရဲ့စီးပွားရေးမူဝါဒနဲ့အင်ပါယာဝါဒအတွက်အလုတ္တမရဲ့တုံ့ပြန်မှုကလွတ်လပ်တဲ့ဂုံတွယ်မှုမဟုတ်ပဲဆိုရှယ်လစ်စနစ်သာဖြစ်ပါတယ်။ဗန်တွေရဲ့အာဏာဒါမှမဟုတ်ငွေကြေးအုပ်စုရဲ့အာဏာစတာတွေကိုဖော်ထုတ်တဲ့အရင်းရှင်ဝါဒီဝေဖန်သူတွေဟာအင်ပါယာဝါဒနဲ့မွန်ပိုလီအရင်းရှင်စနစ်ရဲ့စီးပွားရေးအခြေခံအကြားဆက်ဆက်မှုကိုနားမလည်ကြပါဘူး။ သူတို့ရဲ့ပြုပြင်ပြောင်းလဲမှုတွေကမွန်ပိုလီနဲ့ငွေကြေးအရင်းနှီးရဲ့အခြေခံစည်းပွားရေးဖွဲ့စည်းပုံကိုစိန်ခေါ်ခြင်းမရှိပါဘူး။အဲ့ဒီဝေဖန်မှုတွေဟာနတ်ဆိုင်နဲ့ကွဲလွဲမှုတွေကိုရှောင်ရှားနေပါတယ်။ကာတယ်ရဲ့မူဝါဒကိုနိုင်ငံခြားရေးမူဝါဒအထိတိုးချဲ့နိုင်တဲ့အင်အားကြီးနိုင်ငံတွေဟာငြိမ်းချမ်းစွာပေါင်းစည်းနိုင်တယ်ဆိုတဲ့အလွန်ကျွံ Empire ဝါဒဆိုတဲ့ theory ကအခြေအမြစ်မရှိပါဘူး။ နိုင်ငံတကာကာရယ်တွေနဲ့မဟာမိတ်တွေရှိနေပေမဲ့အဲ့ဒီအဖွဲ့အစည်းတွေဟာလက်ရှိအင်အားချိန်ခွင်ရှာပေါ်မှာအခြေခံထားတဲ့ယာယီသဘောတူညီချက်တွေသာဖြစ်ပါတယ်။အရင်းရှင်စနစ်ရဲ့မညီမျှတဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ပြိုင်ဘက်နိုင်ငံတွေရဲ့ငွေကြေးအရင်းနှီးနဲ့သူတို့ရဲ့နိုင်ငံတွေကြားမှာရှိတဲ့ကွဲလွဲမှုတွေကိုလစ်လျူရှုထားပါတယ်။အရင်းရှင်စနစ်အောက်မှာကမ္ဘာပြောင်းလဲခွဲဝေရေးအတွက်ရုန်းကန်မှုကရှောင်လွှဲလို့မရပါဘူး။မိတ်ဆွေတို့ရဲ့အချုပ်အားဖြင့်ဆိုရသော အင်ပါယာဝါဒသည်မွန်ပိုလီများကြီးဆိုသောကဘာကြီးတွင် ဖြစ်ပေါ်လာသောအကျိုးဆက်များကို ပြတ်တထားတဲ့စာအုပ်ဖြစ်ပါတယ်။လက်တွေ့မှာတော့ကဘာကြီးဟာဘလို့ပြောင်းလဲနေလဲဆိုတာကိုသတိပြုဖို့လိုပါတယ်။အရင်ရှင်စနစ်ရဲ့အစစ်မြစ်ပုံစံကိုနားလည်ပြီးတော်လန်ရဲ့အတွက်စီးလုံးညီညွတ်စွာစူးစမ်းကြဖို့တိုက်တွန်းပါတယ်။